ရည်သမားလုံးမင်္ဂလာပါခင်ဗျလာမယ့်တောက်ကြနေ့မီလာ30ရက်နေ့မှာပွဲထိုးရမယ့်ကျွန်တော်ရဲ့မဖိုက်တာလေးထွန်းမင်းအောင်ဟာလည်းအခုဆိုရင်ထိုင်းနိုင်ငံဘန်ကောက်မြို့ရောက်ရှိနေဖြစ်ပါတယ်သူ့ကိုထွန်းထွန်းမင်းနောက်ပြီးတော့သူ့ရဲ့ညီကိုဒါထွန်းမင်းသားအားလုံးဝမ်းရံပြီးတော့ထွန်းမင်းအောင်ဟာလည်း1 Friday 5 10ပြောင်းတော့ပွဲထိုးအတွက်ပြင်ဆင်နေဖြစ်ပါတယ်ထွန်းမင်းအောင်ကတော့သူ့အနေနဲ့ဒီပွဲမှာအကောင်းဆုံးပုံစံနဲ့ပြန်လာမယ်လို့အားလုံးကိုဂရုပေးပါတယ်ဆိုပြီးတော့ပြောထားတယ်ခင်ဗျလက်ရှိမှာတော့ထွန်းမင်းအောင်ဟာ ပွဲထုတ်ဖို့အတွက်ဝိတ်ဝင်အောင်ဝိတ်ရှာတာကိုအဓိကထားပြီးတော့လုပ်နေရလို့ကျွန်တော်သိရှိရတယ်။ပြန်ပွဲတယ်လည်းတစ်ဖက်ကပြင်ဆင်တယ်တစ်ဖက်ကလည်းဝိတ်ရှာရတယ်ပေါ့လေ။မနေ့ပြန်မှာဆိုရင်ဒါဗုဒ္ဓနေ့ရောက်ပြီး1 Friday Fight 110ပြန်ပွဲမှာထိုးရမယ့် fighter အလုံးကိုအကျိုးဆက်ဆဲမှုတွေဆောင်ရွက်ပါလိမ့်မယ်။ကြာလာပြင်းနေ့ရောက်ရင်တော့တရားဝင်ဝိတ်ရှိမှုနဲ့ hydration test ဆက်ဆဲမှုကိုဆောင်ရွက်မှာပါ။အဲ့တော့အခု1က fighter တွေကိုဖြေလျှော့ပေးတဲ့အနေနဲ့တရက်ကြိုပြီးတော့ဆက်ဆဲတာတွေလုပ်ပေးတယ်။အဲ့တော့ဗုဒ္ဓနေ့မှာကိုယ့်ရဲ့ weight က မဝင်သေးဘူးဟိုက်ဒရိုဂျင်တက်စ်မှာကြာရှုံးနေရဆိုရင်တရက်အချိန်ယူပြီးတော့ပြင်ဆင်ပြီးတော့တကက်တရက်ဝင်စစ်ဆေးတဲ့နေ့မှာအောင်မြောင်ဖိုက်တိုင်းနဲ့ဆောင်ရွက်လို့ရရှိပါရခင်ဗျအဲ့တော့လက်ရှိမှာထုံးမင်းအောင်ကသူ့အနေနဲ့ဝိတ်ဝင်အောင်ဝိတ်ချနေတယ်လို့ပြောထားပါတယ်ထုံးမင်းအောင်ဟာဒါမဲ့မေလ30ရက်နေ့မှာကျင်းပမဲ့1 Friday 5 110ပြိုင်ပွဲကြီးမှာနော်ဝမ်းမြောက်ပွဲစဉ်ကိုဝဲမြောက်ပွဲစဉ်ဖြစ်ပွဲထိုးရမှာပါသူ့ကို Time Fighter Shepherd နဲ့ပွဲတည်ပေးထားပါတယ်ခင်ဗျဒါထုံးမင်းအောင်အတွက်လည်း ်တိုင်းဖိုက်တာတယောက်နဲ့ပထမဆုံးရှင်များတဲ့ပွဲရှက်ဖက်အတွက်ကလည်းဝမ်ပထမဆုံးပွဲအဲ့တော့နှစ်ယောက်လုံးအတွက်အရေးပါနေတယ်ထုံးမအောင်ဟာပွဲဆက်ပြတ်တော့တာကာလာအပြည့်6လကြာမြင်သွားခဲ့ပြီ6လကြာပြီးမှထုံးမအောင်ကိုဝမ်ကပွဲပြန်ပေးတာဖြစ်ပါတယ်ခင်ဗျအဲ့တော့ထုံးမအောင်နေတဲ့ဒီပွဲမှာအနိုင်ရဖို့လိုပါတယ်မနိုင်ရင်ဝမ်ကနေသူ့ကိုပွဲပေးတာဟာပို့ပြီးတော့အချိန်ကြာတာတွေအဆက်ပြတ်တော့တာတွေဖြစ်သွားနိုင်ပါတယ်ခင်ဗျ ထွန်းမြောင်အနေနဲ့ဒီပွဲအတွက်အကောင်းဆုံးပြင်ဆင်ထားပြီးဖြစ်သလိုပရိသတ်တွေကိုဂရိပေးထားတဲ့အတိုင်းအကောင်းဆုံးပုံစံနဲ့ပြန်လာမယ်ဆိုတဲ့စကားကိုတီအောင်လုပ်ပြနိုင်ပါစေလို့ကျွန်တော်တို့မျှော်လင့်မိပါတယ်ရှက်ဖက်ကတော့အရန်ကောင်းတဲ့ဖိုင်တာတယောက်ပါ သူဟာဝမ်ပွဲသာမထိုးသေးတာပါ ရှေ့မှာသူဒီမွေတိုင်းပွဲ49ပွဲထိုးထားတယ်အဲ့မှာ38ပွဲတောင်အနိုင်ရထားတဲ့ဖိုင်တာဖြစ်ပါတယ်ပြီးတော့သူဟာဒီ81ကီလိုဂရမ်မှာဆိုရင်လဲချန်ပီယံဖြစ်ခဲ့မှုတဲ့ဖိုင်တာတယောက်ဖြစ်လို့ ထွန်းမင်းအောင်အနေနဲ့သတိကြီးထားပြီးထိုးရမှာပါထွန်းမင်းအောင်အနေနဲ့အကောင်းဆုံးပုံစံကိုထုတ်ပေါ်ပြသပြီးတော့အကောင်းဆုံးပုံစံတစ်ခုနဲ့အကောင်းဆုံးနိုင်ပွဲကိုရအောင်ပြနိုင်ပါစေလို့ဒီနေ့ကနေဆန္ဒပြုဆုတောင်းပေးလိုက်ပါရခင်ဗျာကျေးဇူးအားပေးတဲ့ပရိသတ်အားလုံးကိုလည်းအထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာ